ီနေ့ဆင်ချင်ထားတဲ့ notebook တော်လေးပေါ့နော်။ကောင်းစင်ပေးတဲ့အရာလေးတွေကပါလဲဆိုတော့ဒီအရာ မလုံမှကောင်းစားမယ်တဲ့။ပြီးတော့ notebook တော်ဆင်ချင်တဲ့အခါမှာအချက်ပေါ့နော်၅ချက်နဲ့ဆင်ချင်ထားတာဖြစ်ပါတယ်ပေါ့နော်။ပထမဦးဆုံးအချက်ကကျတော့လိမ့်လေခြင်း။လိမ့်လေခြင်းဆိုတဲ့အခါမှာကျွန်တော်တို့ကလေဒီလောကသားတွေအချင်းချင်းနော်လောကစကားလိုမျိုးမှုသားမပါလင်္ကာမချိုဆိုပြီးတော့လိမ်ပြီးတော့ပြောတဲ့စကားတွေ မဟုတ်ဖ ೇನೆ ဖယားလူကိုလိမ့်လေခြင်းတကယ်ပဲဖယားနဲ့သူနဲ့မှန်နေတယ်သူကဖယားနဲ့တွားလာတဲ့သူအပေါ်မှာကျမတို့လိမ့်လေခြင်းနော်နံပါတ်2ကကြတော့မထီမဲ့မြင်ပြုခြင်းမထီမဲ့မြင်ပြုခြင်းဆိုတာလေခုနလိုမျိုးကျမတို့လောကသားအချင်းချင်းမထီမဲ့မြင်ပြုလိုက်တာပြဿနာမရှိပေမဲ့လို့တကယ်ပဲဖယားနဲ့နော်မွေ့လျော်နေတဲ့သူတယောက်ကိုမထီမဲ့မြင်ပြုလိုက်လို့ရှင့်အင်မတမအနေကြီးတဲ့အရာဖြစ်တယ်နော်ဆိုတော့ဖျားခေကဖွင့်ပြတယ်နောက်ထပ်နံပါတ်3တစ်ချက်ကကြတော့လှုပ်ကြံခြင်း လောက်ကြင်းဆိုတဲ့ခါမှာလည်းကျမတို့ငငယ်လေးတွေကအเจ้าမှာငငယ်ချင်းနေနဲ့အတူတူနော်သူလမ်းလျှောက်လာလို့ရှိရင်ရှေ့ချစ်တော့လေးခံလိုက်တယ်အဲသူချော်လဲပါစေဆိုတဲ့စိတ်နဲ့ပေါ့နော်လောက်ကြင်းလာတဲ့မျိုးလေးရှိတယ်ပေါ့နော်အချင်းချင်းဒါကကျမတို့တေးငယ်တဲ့လောက်ကြင်းချင်းဖြစ်တယ်ဒီလောကသားတွေမှာလည်းစီးပွားရေးပြိုင်ဘက်တွေနော်ပညာရေးမှာဆိုလို့ရှိရင်လည်းပညာပြိုင်ဘက်တွေနော်ပြုစားခြင်းတွေရှိတယ်ကျမရဲ့တုံးခွဲဆိုစားတော့တယ်ဒါမဲ့သူပြုစားခံရတဲ့အခါမှာ၁၀တန်းနှစ်မှာယူသွားတာဖြစ်တယ်မပြုစားခံရတယ် နော်အဲ့လိုမျိုးလှုပ်ကြံခြင်းတွေရှိတယ်အဲ့ဒါကပညာသင်ကြားတဲ့အချိန်တကယ်စီးပွားရေးလောကတွေရောက်လာတဲ့အခါမှာလဲတယောက်နဲ့တယောက်လှုပ်ကြံခြင်းတွေကြောက်ချခြင်းတွေရှိတယ်ဒါကလောကသားမှာလှုပ်ကြံခြင်းနော်လောကသားအချင်းချင်းလှုပ်ကြံခြင်းဖြစ်တယ်အခုလှုပ်ကြံခြင်းကကြတော့ဘာလို့ဆိုဖျားလူကိုလှုပ်ကြံခြင်းအိမ်မတန်မအနေရကြီးတဲ့အရာဖြစ်တယ်ဒီအရာကိုဖျားခင်ကကျွန်တော်ဒီမနေ့ဖွင့်ပြပေးတယ်နံပါတ်၄တစ်ချက်ကကြတော့ဘာလို့ဆိုကျိန်စဲခြင်းကျင်းစဲခြင်းဆိုတဲ့အခါမှာအဲ့လိုမျိုးပဲဖျားလူကိုကျင်းစဲခြင်းနောက်တစ်ခုကကြတော့ နံပါတ်၅မတရားသဖြင့်ဖန်စီခြင်းဒါမှမတရားသဖြင့်ပစ္စည်းတွေကိုတင်လိုက်ခြင်းဖရလူရဲ့ဥစ္စာတွေကိုပေါ့နော်နံပါတ်၁လိမ့်လေခြင်းဆိုတဲ့အရာမှာကျမတို့တမန်တော်ဝိထုခန်းကြီး၅မှာပေါ့နော်အာနန္ဒိနဲ့ရှဖိတွေသူတို့ဇနီးမောင်နှံနှစ်ဦးပေါ့နော်ဇနီးမောင်နှံနှစ်ဦးကဘာကိုလိမ့်လေလဲဆိုတဲ့အခါမှာမြေခွက်ရောင်းရတဲ့ပတ်စံပေါ့နော်ပတ်စံရဲ့တဖို့ကိုသူတို့ကဖယ်ထားတယ်ဖယ်ထားပြီးတော့တမန်တော်တွေရဲ့ခြင်းမှာသူတို့ကသွားချတယ်အရင်ခေတ်က ဲ့လိုမျိုးရောင်းရတဲ့ငွေအားလုံးကိုသူကအတူတူဝေမျှပြီးတော့တမန်တော်လက်ထက်မှာသုံးတဲ့ကာလဖြစ်တယ်နော်ပေတရုရဲ့အရှိတ်ကိုသွားပြီးတော့မှနော်အာနနိဆိုတဲ့ယောက်ျားကအမျိုးသားကနော်ခြံရောင်းလို့ရတဲ့အရာရဲ့တဖို့ကိုဖယ်ပြီးတော့မှသူကတဖို့ပဲသွားထားတယ်သွားထားတဲ့အခါမှာပေတရုကသိတယ်ဘာဖြစ်လို့လဲပေတရုကဖျားလူဖြစ်တယ်ပေတရုရဲ့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းထားတဲ့အခါမှာပေတရုကိုလိန်တာမဟုတ်တော့ဘူးတန်ရှင်တော်ဝိညာဉ်တော်ကိုလိန်တာဖြစ်တယ် အဲ့ဒါကိုပေသူကဘယ်လိုပြောလဲဆိုတော့မှတိမခြံရောင်းထားတဲ့ငွေကဒါပဲလားတဲ့တင်ဟာတဲ့ငါ့ကိုလိမ့်တာမဟုတ်ဖ ೇನೆ ဘာဖြစ်လို့ထာဝရဖျားကိုလိမ့်လဲရတာလဲတဲ့ဆိုပြီးတော့အာနဏိကိုပြောတယ်အငယ်လေးမှာလူကိုလူကိုဆိုတော့ပေသူသူ့ကိုသူပြောတာနော်လူကိုသာမှုသာပြောပြီးမဟုတ်ဖျားသခင်ကိုမှုသာပြောပြီးဟုပေသူဆို၏တဲ့ပြောလိုက်တဲ့အခါမှာထိုစကားကိုကြားနေရင်အာနဏိဒီလဲ၍တည်တယ်တဲ့အဲ့နေရာမှာလဲပြီးတည်သွားတာဖြစ်တယ် အဲ့ပေသူရဲ့ရှေ့မှာတမန်တော်တွေရဲ့ရှေ့မှာနေမယ်လဲပြီးတော့လဲကြပြီးတည်သွားတာဖြစ်တယ်အာနနီဆိုတဲ့ပုံကောနော်သူယောက်ျားလဲကြပြီးတည်သွားတာကိုမသိဘူးမသိဘဲနဲ့နောက်ထပ်3နာရီတည်းအတိကျပြောတယ်နော်နောက်ထပ်3နာရီကြာတဲ့အချိန်မှာရှဖိတွေကရောက်လာပေသူရှေ့ဝင်ရောက်လာတာဖြစ်တယ်နော်ရောက်လာပြီးသူလည်းဖာဖြစ်တယ်သူတို့နှစ်ယောက်ကလိမ်မယ်လို့တိုင်ပင်ထားတာသူယောက်ျားတည်သွားတာသူမသိဘူးနော်အငယ်ကိုးမှာနော်အဲ့လိုမျိုးပဲသူကလည်းတဖို့ကိုနော်ခြံထားပြီးတော့မှဒါပါပဲတဲ့ခြံရောင်းလို့ရတဲ့ပတ်စံကားတဲ့ပေသူရှေ့မှာခြတဲ့အခါမှာ ်နော်ပေသူကလည်းဘာထက်ပြောလဲငယ်ကိုမှာခြာရဖျားဤဝိညာဉ်တော်ကိုစုံစမ်းမိဟုသဘောနဲ့အဘဲကြောင့်ကြံစီတာလေတဲ့နော်တင့်ရဲ့ခင်မွန်းတဲ့အာဏနိရဲ့နော်အလောင်းကိုတချိုတဲ့သူတွေရဲ့ခြေထောက်ကတကားဝမှာပဲရှိသေးတယ်တဲ့သုံးနိုင်ဆိုတော့တချိုပြီးတော့ပြန်လာလို့နော်တကားဝပဲပြရောက်သေးတယ်သူ့ရဲ့အမျိုးသမီးကထတ်လိမ်နေထတ်လိမ်တဲ့အခါမှာလဲအဲ့လိုမျိုးပဲထာဝရပြရဲ့အတန်ရှင်သောဝိညာဉ်တော်လိမ်တဲ့အခါမှာ သူ့ရဲ့เนาะရှဖိတွေကလည်းအဲ့လိုပဲလဲကြပြီးတော့တည်သွားတဲ့အခါမှာအားလုံးကကြည့်ပြီးတော့ကြောက်ရွံ့ငုံကြတယ်ဟာတကယ်ပဲဖျားတခင်ကိုလိန်လို့မရပါလားတန်ဆင်းသောဝိညာဉ်တော်ကိုเนาะလူကိုယ်သာလိန်လို့ရမယ်ဖျားကိုလိန်လို့မရပါလားတကယ်ပဲဖျားရဲ့ဝိညာဉ်တော်ကိန်းဝတ်နေတဲ့ပေတရုကိုလိန်လိုက်တဲ့အခါမှာဖျားကိုလိန်တယ်လို့ဖြစ်ပြီးတော့ချက်ချင်းကိုလင်မယားနှစ်ယောက်လုံးအဲ့နေရာမှာနေတည်သွားတာပါလားဆိုတော့အရာကိုစင်ကြင်ရတဲ့အခါမှာကျမတို့ လူကိုလိမ့်မယ်ဆိုလို့ရှင်အဲ့ဒီလူပါတကယ်ပဲဖယားခင်နဲ့မှန်နေတယ်ဆိုရင်ကျမတို့အရက်အန်တဲ့ကြီးတာဖြစ်တယ်ကျမတို့မြင်တာကလူပဲမြင်တယ်ဒါပေမဲ့သူ့ရဲ့အပေါ်မှာကိန်းဝင်နေတဲ့တန်ရှင်သောဝိညာဉ်တော်ရှိနေတာဖြစ်တယ်နော်အဲ့လေကိုဖယားခင်ကဒီနေ့မနေ့ကျမကိုဖွင့်ပြတယ်နောက်တဒုတိယတစ်ချက်ကြတော့မထီမဲမြင်ပြုခြင်းပေါ့နော်ကျမတို့လောကသားအချင်းချင်းမထီမဲမြင်ပြုတဲ့အရာကဘာမှမဟုတ်ဘူးဒါပေမဲ့ ဖယားသခင်ရဲ့ဝိညာဉ်တော်ကိန်းဝတ်နေတဲ့သူကိုမထီမဲ့မြင်ပြုလိုက်တဲ့အရာလေးကိုကျွန်တော်တို့ဗမာတော်တွေ့ရလဲဆိုတဲ့အခါမှာရှောလူရဲ့သမီးမိခါလဒါဝိတ်ရဲ့မြို့ကိုနော်အဲ့ဒီဗရိညင်တက်တာကိုတဲလာတဲ့အချိန်မှာဒါဝိတ်ကနော်ပိတ်တင်နိုင်ပေါ့နော် ပြောမှဆိုရင်တော့ဟိုနေသူကဘယင်တပါဖြစ်တယ်လေနော်ဘယင်ရဲ့မင်းမြောက်တစားနဲ့နော်တကယ်ယာစားတတဖူကြီးနဲ့သူကနေရမဲ့သူကသူ့ရဲ့မြို့တွေကိုဖျားခင်ဗရိညင်တက်တာတော့ရောက်လာတဲ့အခါမှာ ူကပိုက်တင်တန်းကိုဝတ်ပြီးတော့မှစ조사ပြီးတော့ကခုန်နေတဲ့ဒုတိယဆောင်ခန်းကြီး6ထဲမှာစ조사ပြီးတော့ကခုန်နေတဲ့အရာကိုဘယ်သူကတွေ့လဲခွနာမိခါလာကတွေ့တာဖြစ်တယ်ပရင်းဘောက်ကနေကြည့်လိုက်ပြီးတော့မှနော်စိတ်နှလုံးထဲကမထီမဲ့မြင်ပြူလာဖြစ်တယ်တဲ့နော်အငယ်16မှာနော်ဒါဝိတ်ကတာဘောပေါ့နော်ချိုးလူရဲ့တမီမိခါလာကမြင်တဲ့အခါမှာလေစိတ်နှလုံးထဲမှာမထီမဲ့မြင်ပြူဤတဲ့သူစိတ်ထဲမှာပဲ ဘလို့လူလည်းမသိဘူးအဆက်လည်းမရှိဘူးကြည်ပါဦးမောင်မမိတ္တန်နေအများရှိမှာဘယင်တပားဖြစ်ပြီးတော့နော်တတော်အဆက်မရှိတဲ့လူပဲသူနော်သူ့ရဲ့စိတ်နှလုံးထဲမှာမချိမဲ့မြင်ပြုတ်ရလို့ပဲပြောတာဖြစ်တယ်ဒါမှမဟုတ်ကျမတွေးကြည့်လိုက်တာပေါ့နော်သူအဲ့လိုမျိုးတွေစိတ်နှလုံးထဲကသူပြောလိုက်တာဖြစ်မယ်ပြောလိုက်တဲ့အခါမှာတဲ့သူဘာဖြစ်သွားလဲဆိုတော့လေမိခလာလေတတ်တလုံးသားမဖွားနိုင်တော့တတ်တလုံးဆိုတာပါတယ်စန်းစာကတလုံးမပယ်လို့မရသူတို့တလုံးမှလည်းတွားထည့်လို့မရဘူး ကျွန်တော်တို့တမန်ကျမ်းစာကိုလေ့လာလို့ရှိရင်အမြုံတွေတော်တော်များတယ်အမြုံမတွေတော်တော်များတယ်နော်အာဗြဟံရဲ့မိန်းမဆာရာဆာရာလည်းမြုံတာပဲနော်ဆာရာတားမဖွားနိုင်လုံးလို့နော်နောက်ဆုံးနော်အမျိုးမျိုးတွေလူအနေနဲ့ကြံ့စီပြီးတော့နော်အကျုံမနဲ့နော်အစ်ရှမလမွေးတယ်ဒါပဲ तू ကယင်နေရဖြစ်တဲ့သားပဲဖခင်ကပေးမယ်လို့ပြောတာ ਉਹ နောက်ဆုံးအစ်ဇက်ကိုရတယ်နော်ဖခင်ကအမြုံမကိုဖခင်ကပြန်လဲပြီးတော့တားဖွားရတဲ့အခွင့်စာလာတဲ့အသက်တာမှာအစ်ဇက်လေးကိုရခဲ့တာဖြစ်တယ် နောက်ထပ်တစ်ယောက်ကရှိသေးတယ်ဘာလို့လဲဆိုတော့ဟိုနဲ့လေ Prophet Shamuila ရဲ့မိခင်ဟာနာဟာနာလည်းအမျိုးမဖြစ်တယ်ဟာနာလည်းမျိုးနေပြီးတော့မှနော်အဲ့မှာ Prophet Elijah တောင်ပြောတယ်သူသွားပြီးတော့တူတူတူနဲ့သူသွားလောက်တဲ့ခေတ်မှာမနဲ့စောစောစီစီစပြည့်မူးနေတာဘာဖြစ်လို့စပြည့်မူးနေရတာလဲလို့ပြောတာအမှန်ကမဟုတ်ပါဘူးလေသူသားလိုချင်တဲ့အတွက်ကြောင့်မို့လို့နော်ဖျားခင်အချိန်မှာ तू ဆုတောင်းနေတာပါလို့ तू ပြောလိုက်တဲ့အခါမှာဟာနာလည်းအမျိုးမပဲဒါပေမဲ့ตาဖွာရတဲ့အခွက်ကို ဖះသခင်ပြင်ဆင်ပေးတယ်တတ်လုံးမြုံမသွားဘူးနောက်ထပ်တစ်ယောက်ရှိသေးတယ်ဣဇရဲ့မိမရေဘတ်ကရေဘတ်ကလည်းနော်ယာကုပ်နဲ့နော်အေးသောနဲ့ယာတုပ်ကိုမမွေးခင်မှာနော်တမစန်းစာမှာကဘာဦးကျန်းအခန်းကြီးဘယ်လောက်လဲဆိုတော့25အငွေ21မှာဘလို့ပြောထားလဲဆိုတော့ရေဘတ်ကမြုံနေတဲ့နော်ရေဘတ်ကကမြုံနေခလေးမရဘူးတဲ့တော့ဘယ်မဲ့ तू ကထာဝရဘုရားထံမှာဆုတောင်းတဲ့အခါမှာဘုရားခင်အေးသောနဲ့ယာကုပ်ကိုပေး ပေးလိုက်တာဖြစ်တယ်ပြောချင်တာကတမကျန်းစာမှာမြုံတဲ့လူတွေမြုံတဲ့မိခလေးတွေမြောက်များစွာရှိတော်ညာလည်းပဲဖျားသခင်ကနော်တားဖွာရတဲ့အခွင့်ကိုပြန်ပြီးတော့ပေးတယ်သို့ပေမဲ့ဒီရှော့လူရဲ့တမီမိခါလာကြတော့တတ်တတ်လုံးမြုံသွားတယ်အဲ့ဒါဘာလဲဆိုတော့ဖျားသခင်ရဲ့ဝိညာဉ်တော်ကျိန်းဝင်နေတဲ့ဖျားခင်စိတ်တော်နဲ့တွေ့တဲ့ဒါဝိတ်ကိုစိတ်နှလုံးထဲကနေမထီမဲ့မြင်ပြုတ်လိုက်တဲ့အရာဖြစ်တယ်အဲ့တော့ကျမတို့အတ္တတာမှာဆင်ခြင်ဖို့ဟာမထီမဲ့မြင်မပြုတ်မိပါစေနဲ့ မထီမဲ့မင်းသွားမလုပ်နဲ့မြုံသွားမယ်မြုံတာတော့ရိုးရိုးမြုံတာမဟုတ်တော့တက်တလုံးတာမပွားရတဲ့အခွင့်ဖြစ်သွားတာဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ပထမတစ်ချက်ကတော့ကျွန်တော်တို့ဖယားခင်ဝိညာဉ်တော်သိမ့်ဝင်နေတဲ့သူမလိမ့်မိပါစေနဲ့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့မထီမဲ့မြင်မပြုတ်မိပါစေနဲ့ပေါ့နော်ဆိုတဲ့အရာလေးနောက်ထပ်နံပါတ်3တစ်ချက်ကတော့လောက်ကြံခြင်းခုနကပြောသလိုလောက်ကြံခြင်းဆိုတဲ့အခါမှာလေဖယားခင်ကဣသရာဝိထုကိုဆင်ကျင်လိုက်တဲ့အခါကျတော့ အေးတတာရဲ့ဘာတွေဖြစ်တဲ့မော်ဒယ်ကရဲ့အသက်တာကြတော့သူရှင်ဘရင်အာရွှေယူကနော်မူးမတ်တကားတို့ထက်တာ၍ကောင်းတဲ့ယာတူးကိုဘုသူ့ကိုပေးလိုက်လေဆိုဟာမန်ကိုပေးလိုက်တာဖြစ်တယ်အဲ့တော့ဟာမန်ကလာပြီဆိုလို့ရှင်ဟာမန်ကနန်းတော်ရဲ့တကားဝကို ရောက်ပြီဆိုလို့ရှင်နန်းတော်ထဲမှာရှိသမျှမူးမတ်တွေအားလုံးကဥချရတယ်ရှစ်ခိုးရတယ်တော့ပြင်မယ်မော်ဒယ်ကဥမချဘူးမရှိခိုးဘူး ကိုယ်အံ့နဲ့မူးမတ်တွေကမေးတယ်ဟာဒီမော်ရယ်ကဲကတကားမူးရှင်ဘရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ဒီမူးမတ်ကိုနန်းတော်မှာရှိတဲ့မူးမတ်တွေအားလုံးကရှစ်ခိုးရတယ်ဥချရတယ်သူကဘာဖြစ်လို့မရှစ်ခိုးရလဲဘာဖြစ်လို့ဥမချတာလဲလို့မော်ရယ်ကိုမေးတဲ့အခါမှာမော်ရယ်ကပြောလဲတခွန်းမပြန်ပြောတယ်ငါယူရလိုမျိုးဖြစ်တယ်အာမင်အဲ့လိုမျိုးကျွန်တော်တို့ပြန်ပြောတတ်ဖို့လိုတာဖြစ်တယ်ကျွန်တော်တို့တတ်တာတည်းမှာကြုံတွေ့ရမှာပဲ ုံတွေ့ရမှာပဲအဲ့အချိန်ကြလို့ရှင်ငါကထာဝရဖျားကိုယုံကြည်ကိုကိုွက်သူကကိုကိုွက်သူဖြစ်တယ်ဟာဥမချနိုင်ဆိုတော့ကိုကျမတို့ပြောရဲဖို့လိုတာဖြစ်တယ်အဲ့ဣဒရာဝတ္ထုတစ်ခုလုံးကိုဆင်ကျင်လိုက်တဲ့အခါမှာမော်ရယ်ကဲနဲ့ဖျားသခင်နဲ့စကားပြောတယ်ဆိုတဲ့အရာကိုကျမတို့မတွေ့ရပါဘူးမော်ရယ်ကဲကဖျားရဲ့အတန်ကိုကြားရတယ်ဆိုတာမျိုးလည်းမတွေ့ရပါဘူး တော့ပင်မဲ့လို့သူကဖျားသခင်မကြိုက်မနစ်သက်တဲ့အရာကိုလုံးဝမလုပ်ဘဲနဲ့ရဲဝံ့စွာသူကငါ့ကိုတတ်ချင်လဲတတ်ပါစေငါဥမချနိုင်ဘူးဆိုပြီးဖျားဘက်မှာရက်တည်တဲ့အရာလေးကိုဖျားသခင်တိနေတာဖြစ်တယ်အာမင်သူ့ရဲ့ရက်တည်မှုကအံ့ဩဖွယ်ကြီးဖြစ်တယ်နော်တတ်ချင်တတ်ပါစေတဲ့ငါဥမချနိုင်ဘူးတဲ့ရက်တည်တဲ့အရာပေါ်လေးမှာဖျားသခင်ကအတိမတ်ပြူတာလေးပြောပါတယ်အဲ့လိုမျိုးသူလုပ်တဲ့အတွက်ဟာမန်ကအယမ်းစိတ်ဆိုးပြီအဲ့တော့ ခုနပြောတယ်လှုပ်ကြံခြင်းဆိုတာကိုကောင်းစင်ဖြစ်သွားတာဖြစ်တယ်နော်ဟာမန်ကလှုပ်ကြံပြီးမော်ရဂဲကိုတတ်မယ်မော်ရဂဲကိုလဲဆွဲတိုင်အတောင်20ညင့်နဲ့တိုင်မှာဇွဲကြိုးချပြီးတတ်ဖို့လို့အတွက်အဲ့တိုင်ကိုပြင်ဆင်တယ်ပြင်ဆင်ပြီးတော့ဒီမော်ရဂဲတယောက်တည်းကိုပဲဒီတိုင်မှာဇွဲကြိုးချပြီးတော့တတ်မယ်တိုင်မှာဆွဲပြီးတော့တတ်မယ်ဆိုလို့ရှိရင်မကျေနပ်ဘူးတဲ့သူအားမရဘူးမော်ရဂေးရဲ့အမျိုးဖြစ်တဲ့ယူဒအမျိုးတစ်မျိုးလုံးဒီတိုင်းပြည်မှာရှိတဲ့128ပြည်တော်เนาะ တိုင်းနိုင်ငံရှင်ပြင်းအာချွေယူအုပ်ချုပ်ရတဲ့128ပြည်တော်တိုင်းနိုင်ငံမှာရှိသမျှအိန္ဒိယပြည်ကနေစပြီးတော့အုပ်ချုပ်တာဖြစ်တယ်ရှင်ပြင်းအာချွေယူကနော်ဒီတိုင်းနိုင်ငံတိုင်းနိုင်ငံတော့မဟုတ်ဘူးဘလောက်တိဩဇာတိတ်ထမကြီးမားတဲ့သူလဲဆို128ပြည်တော်တော့နေရာတွေမှာရှိတဲ့ယူရလူမျိုးအလုံးကိုတတ်မယ်တဲ့တတ်ရတဲ့အခွင့်ကိုလည်းသူရတာဖြစ်တယ်သို့ပေမဲ့သူတတိလွတ်သွားတာလေးတစ်ခုကအဲ့128ပြည်ထောင်တော့ပြည်တွေကိုပိုင်တဲ့ရှင်ပရင် အာရွှေယူရဲ့ရာဇတရဖူစောင်းခြင်းခံရတဲ့မိဖုရဲ့အကောင်ကြီးအေးဒရာကယူတာလူမျိုးဆိုတာသူမသိဘူးဖြစ်နေ။အဲ့ဒါကြောင့်မို့ကျမတို့ကိုလုတ်ကြံမို့လို့အတွက်ပြင်ဆင်နေတဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်။ကျမတို့ကိုနော်ကြောက်ချဖို့လို့အတွက်ကြံစီနေတဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်။ဒါမဲ့သူတို့မသိတဲ့တစ်ချက်ကကောင်းကင်မြေကြီးဆက်ကြပါလားတစ်ခုလုံးကိုပိုင်တအုပ်ဆိုးတဲ့ရှင်ဘရင်ရဲ့သားသမီးဖြစ်တယ်။ရှင်ဘရင်ကရာဇတရဖူစောင်းခြင်းပေးအပ်ခြင်းခံရတဲ့မိဖုရားတွေဖြစ်တယ်။ ဆိုတာကိုသူတို့သိရှိပါစေသူတို့သိရှိမှရမယ်မသိရှိလို့ရှင်တော့သူတို့ဒီမော်ရကဲကိုเนาะအတောင်20မြင့်နဲ့လဲဆွဲတိုင်မှာချပြီးတော့တပ်ဖို့ပြင်ဆင်ထားတဲ့ဟာမန်เนาะဝင်းကြီးဟာမန်ကြီးကသူ့ကိုယ်တိုင်အဲ့တိုင်မှာလဲဆွဲချပြီးတော့တတ်ခံလိုက်ရတာဖြစ်တယ်เนาะအစ်မတန်းမှာဖျားသခင်ကเนาะအတူကျမတို့ရဲ့အတူပါရှိတာဖြစ်တယ် ခုနပြောသလိုမော်ဒယ်ကဲနဲ့စကားတစ်ခါမှပြောတယ်ဆိုတာမဖော်ပြပေမဲ့လို့မော်ဒယ်ကဲဖျားဖက်မှာယက်တီတဲ့အရာလေးကိုဖျားခင်တိတာဖြစ်တယ်။တော့ရှင်ဘရင်အာရွှေကြီးကတညလုံးအဲ့လိုမပြောဘူးတဲ့။အဲ့လိုမပြောတဲ့ခါမနန်းတော်စရင်မှတ်စာယူလာခဲ့ပါ။သူစရင်မှတ်စာကိုဖတ်လိုက်တဲ့ခါမှာအော်ပြီးခဲ့တဲ့အချိန်ကာလတုန်းကဒီနန်းတော်ထဲမှာလှုပ်ကြံဖို့လို့မူဘန်နှစ်ယောက်ကိုဖော်ပေးခဲ့တဲ့ဒီမော်ဒယ်ကဲကိုဘာစုပေးပြီးွားပြီလဲလို့မေးတဲ့ခါမှာဘာမှမပေးရသေးပါဘူး။ဟာအဲ့မော်ဒယ်ကဲကိုခေါ် တကယ်တော့သူ့ကိုတတ်ဖို့လို့အတွက်အမိန်ကထုတ်ထားပြီးပြီဖြစ်တယ်နော်။အဲကြောင့်မို့ဖရာသခင်ကကျမတို့ကိုတတ်ဖို့အမိန်ကိုလည်းဖရာသခင်ကပြောင်းပြန်လှန်ပေးလိုက်နိုင်တာဖြစ်တယ်နော်။ဖရာသခင်နဲ့မှန်တဲ့လူဖရာရဲ့စကားကိုနားထောင်ပြီးတော့သူ့အသက်သေလင်းသေးပါစေဆိုပြီးပြက်သားစွာဖရာဘက်မှာရက်တည်တဲ့မော်ဒယ်ကဲကိုတတ်ဖို့လှုပ်ကြံတဲ့ဟာမန်ကလက်ဆွဲတိုင်မှာနော်တတ်ချင်းခံရယုံတခုတည်းတာမဟုတ်ဘဲနဲ့ဟာမန်ရဲ့သားတကြိတ်တဲ့နော်။ဟာမန်သားဆယ်ယောက်ကိုပါ ိုက်လဲဆွဲတိုင်မှာကျိုးဆွဲချပြီးတော့အသက်ခံရရတာဖြစ်တယ်။အားကြောင့်မို့လို့ဖျားခင်နဲ့မှန်တဲ့သူကို ကျမတို့မလောက်ကြံမိဖို့ကျမတို့အတ္တသားမှာဒီရာလေးနဲ့ဆင်ကျင်ရတာဖြစ်တယ်ပေါ့။နောက်ထပ်နံပါတ်၄เนาะမြန်မြန်လေးသွားမယ်เนาะနံပါတ်၄ကကျတော့ချိန်ဆခြင်းမောဘလွင်ပြင်မှာဣသရေလူမျိုးတွေကရောက်လာပြီ။ရောက်လာတဲ့အခါမှာအုတ်လိုက်တင်းလိုက်ရောက်လာပြီးတော့စခန်းချနေတာကို तू ကတွေ့တဲ့အခါမှာ तू ကဘလို့ခိုင်းနိုင်လိုက်လဲ။အဲ့ဘာလက်မင်းပေါ့နော်။ဘာလဲမင်းကဣသရေလလူမျိုးတွေမောဘလွင်မြင်မှာစခန်းချနေတယ်ဆိုတော့အတန်ကြားတဲ့အခါမှာเนาะ တော်လျာ22အငယ်လေးမှာဘလို့ပြောလိုက်လဲဆိုနွားတီးတဲ့မြက်ပင်ကိုလှမ်း၍စားတကဲ့သို့တဲ့ဒီအလုံးအရင်တီးတဲ့ငါတို့ပတ်လည်၌ရှိသမျှကိုလှမ်း၍စားလိမ့်မည်ဟုဥပန်သောစိတ်ရှိလျက်တဲ့နွားကမြက်ကိုစားသလိုမျိုးပဲဒီလူမျိုးတွေကငါတို့ပတ်လည်မှာရှိသမျှကိုလှမ်းပြီးတော့စားမယ်ဆိုသူစိတ်ပူလာတယ်ပြောမလို့လူအင်အားတအားများတဲ့အခါမှာသူ့ရဲ့ပြည်ကိုတိမ့်မှလဲသူစိုးရင်တာပေါ့နော်တနည်းအားဖြင့်ဆိုလူအင်အားများတယ်နော်ဒီလူတွေက နော်တင်းကိုကြားတယ်ကသူကကြောက်နေတာဖြစ်တယ်အဲ့တော့သူကဘာဖြစ်လဲ prophet နော် prophet ဘာလန်ကိုသူကငှားပြီးတော့နော် prophet ဘာလန်ကိုငှားတယ်ဆိုတာလေနော်ပေးထားတဲ့ဟိုပြောမယ်ဆိုလို့ရှင်လက်လာဘက်ကအင်မတန်ကြောက်စရာကြီးဖြစ်တယ်နော်အမှ၂၀နှစ်မှာဆင်ကျင်လို့ရှင်ဘာပေးလဲဆိုတော့နန်းတော်တစ်ခုလုံးမှာရှိတဲ့စီးစင်ကိုပေးပြီးငှားတာဖြစ်တယ်နော်ဘာလန်ကိုလေဘာဖြစ်လို့ငှားရလဲဆိုတဲ့အခါမှာဘာလန်ကဖခင်ရဲ့ prophet ဖြစ်တဲ့အခါမှာ ဒီဣတရေလလူမျိုးတွေကိုချိန်ဆပေးပါတဲ့။ဘာလန်နဲ့ဘာလန်ရှိမှဘုရားခင်သူပါရှိတယ်ဆိုတော့မှနော်ဘာလန်ကကောင်းကြီးဖြစ်စေလို့ချိန်ဆလိုက်ရင်ကောင်းကြီးဖြစ်မှာဖြစ်တယ်။အဲ့တော့ဘာလန်ကဒီလူတွေဒုက္ခရောက်ပါစေလို့ချိန်ဆလိုက်ရင်ဒီလူတွေကဒုက္ခရောက်မှာဖြစ်တယ်။အဲ့တော့ဒုက္ခရောက်ပါစေဆိုပြီးချိန်ဆခိုင်းတာဖြစ်တယ်။အဲ့လိုချိန်ဆဖို့လို့တော့ဖိုးခါကနန်းတော်မှာရှိသမျှအရာအလုံးသူ့ကိုပေးနေတယ်။ဆိုပြီးတော့မှားတာဖြစ်တယ်နော်။ဒါပေမဲ့ဘာလန်ကလည်းမပြောလဲဆိုတဲ့အခါမှာ၂၀နှစ်ငွေ၁၈လို့နော်သူတို့ကဖတ်ကြအောင်နော်။ တ်ကြည့်ကြရအောင်နော်။ဘာလန်ကလည်းဘာလက်မင်းသည်ရွှေငွေနှစ်ပြည့်သောမိမိနန်းတော်ကိုပင်ပေးတော်လဲငါကိုးကွယ်သောဖရာသခင်ထာဝရဖရာဤစကားတော်ကိုလွန်ကျူး၍အမှုအကြီးအငယ်တစုံတစ်ခုကိုမျှငါမပြုနိုင်။အာမင်။အာမင်။ဘုရားခင်ကနောက်ဆုံးသူ့ကိုနော်လာခေါ်တဲ့အခါမှာမင်းလိုက်သွားလိုက်တော့ဒါပေမဲ့ငါပြောခိုင်းတဲ့အရာကိုပဲပြောရမယ်တဲ့။အဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးအချုပ်ကဗမာတော့ကြည့်လဲဆိုနေဟမီမတ်စာအခန်းကြီး73အငယ်နှစ်အဲ့အချုပ်လို့ဖတ်လိုက်ရင်တော့ရှင်းသွားမှာဖြစ်ပါတယ်ရေနော်အเจ้าမူကသူတို့သည်ဣသရေလအမျိုးသားတို့ကိုလှုပ်ကြွေးခြင်းကမကြိုဆိုချိန်ဆခြင်းကဘာလံကိုငားကြ၏တို့ရာတွင်ငါတို့၏ဖျားသခင်သည်ချိန်ဆသောစကားကို ကောင်းကြီးပေးသောစကားဖြစ်စေတော်မူ၏အာမင်ငါတို့ရဲ့ဖျားသခင်ဟာချိန်ဆသောစကားကို ကောင်းကြီးပေးသောစကားအဖြစ်ပြောင်းလဲပေးနိုင်သောဘုရားခင်ဖြစ်တယ်။အဲ့တော့တင့်ရဲ့တစ်ဖက်မှာရန်သူကတင့်ကိုဘလို့ပင်ချိန်ဆဲဖို့လို့အတွက်နော်နန်းတော်တစ်ခုလုံးကို ပေးပြီးတော့ချိန်ဆဲခိုင်းစေကမူတင်တို့ကျမတို့ယုံကြည်တဲ့ဘုရားခင်ဟာကျမတို့ကိုချိန်ဆဲတဲ့စကားကိုကောင်းကြီးမင်္ဂလာဖြစ်ပြန်လဲပြောင်းပေးနိုင်သောဘုရားခင်ဖြစ်တယ်။အာမင်။အာမင်နော်။နောက်ဆုံးတစ်ချက်မတရားသဖြင့်ဖန်ဆီးခြင်းနော်မတရားသဖြင့်တိမ့်လိုက်ခြင်းအဲ့ဒါကဘာလဲဆိုခုနလိုလောကသားတွေမှာရှိတဲ့ပစ္စည်းတို့ကျမတို့မတရားသဖြင့် နော်လောကထဲမှာရှိတဲ့လူသားအချင်းချင်းမတရားသဖြင့်ဖမ်းဆီးတာမဟုတ်ဘဲနဲ့ဖယားသခင်ရဲ့ဝိညာဉ်တော်ကိန်းဝင်နေပြီဖယားသခင်နဲ့မှန်တဲ့သူကိုမတရားသဖြင့်ဖမ်းဆီးတယ်မတရားသဖြင့်သိမ်းဆီးတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဖြစ်မလဲဆိုတဲ့အရာကိုနော်ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး30မှာနော်ဇီကလမြို့နော်ဒါဝိဒ်တို့အဖွဲ့တွေကစစ်တိုက်ပြီးတော့ပြန်လာတဲ့အခါမှာဇီကလမြို့ကိုရောက်တဲ့အခါမှာဇီကလမြို့မှာဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့အခါမှာစစ်တီရဲမှတ်တွေမိန်းမတွေရောခလေးတွေရောအားလုံးကိုခေါ်သွားပြီအဲဇီကလမြို့ကိုလည်းမီးရှို့ထားခဲ့တယ်နော်ဖီလီတီလူတွေက လှုပ်ထားခဲ့တဲ့အခါမှာနော်ဒါဝိတ်တို့ကဆက်တိုက်ပြီးတော့မောမောနဲ့သုံးရက်မြောက်နေ့မှာနော်ပြန်ရောက်လာပြီးစီကလက်မျိုးကိုကြည့်လိုက်တဲ့အခါမှာလည်းဘာမှမရှိတော့ဘူးစဉ်းစားကြည့်ပါနော်သူတို့ရဲ့မိန်းမဒါဝိတ်ရဲ့မိန်းမနှစ်ယောက်ကိုလည်းခေါ်ရတယ်နော်သူ့ရဲ့သားသမီးတွေအားလုံးခေါ်ရတယ်သူ့ရဲ့အနောက်မှာစစ်တီဘူပါတွေရဲ့အားလုံးမိန်းမတွေကလေးအားလုံးကိုခေါ်သွားတယ်မြို့ကိုလည်းမိရှို့ချခဲ့တယ်ဆိုတဲ့အခါမှာသူတို့နော်တော်တော်ကြိတ်ကွဲမဲ့အချိန်ကာလဖြစ်တယ်အဲ့အချိန်ခါမှာအငယ်6နော် အခန်းကြီး30အငယ်6မှာနော်အတူချုပ်ပဲပြောသွားပြောပြသွားတော့မှာနော်အခန်းကြီး30အငယ်6မှာဒါဝိဒ်ရဲ့လူတွေကမိမိတို့ရဲ့တားသမီးများကြောင့်စိတ်ညှိုးငယ်ပြီးတော့ဒါဝိဒ်ကိုခဲနဲ့ပြစ်တော်မယ်။ခေါင်းဆောင်သူ့မကောင်းလို့မပြောဘူးလားတခုခုဖြစ်လာတယ်။ခေါင်းဆောင်လို့ရတယ်လည်းမလွယ်ဘူးနော်။နော်မောရှေတို့နော်ဣသလေလူမျိုးကိုခေါ်ထုတ်တဲ့အခါပါလေမောရှေကိုပဲသူသူသူ နော်အခက်ခဲကြုံလာသူသူကြောင့်သူကြောင့်မပြောဘူးလားပြောတယ်နော်အခုလဲနော်ဒါဝိရဲ့လူတွေအားတဲ့အခန်းကြီး30ငွေ6မှာမိမိတို့ရဲ့သားသမီးများကြောင့်စိတ်ညှုံးငယ်လို့ဒါဝိကိုခဲနဲ့ပြစ်မယ်လို့ဆိုနေတဲ့အချိန်မှာတော့ဒါဝိမူကားတဲ့ဖျားသခင်ကိုကိုးစားလျက်နေဤရဲ့အဲ့အချိန်မှာဖျားသခင်ကိုနော်သူကိုးစားရတဲ့အချိန်မှာလဲသူ့ရဲ့စိတ်နှလုံးလေးကအင်မတန်တနာစရာကောင်းပါမယ်တော့မိမတွေကလေးတွေမြို့လဲမိရှုခံရတယ်သူ့ရဲ့မြို့ကြီးနော်ဆိုတဲ့အခါမှာကိုးစားလျက်နေဤ ဒါပေမဲ့အငယ်၈ရောက်လာတဲ့အခါမှာနော်ခုန6เนาะ6မှာ तू ကိုးစားနေတယ်နော်အငယ်၈ရောက်လာတဲ့အခါမှာတဲ့ဒါဝိတ်ကလည်းကျွန်ုပ်ဒီထိုးအလုံးအင်းကိုလိုက်ရပါမည်လောတဲ့လိုက်ရင်ပြည်နိုင်ပါမည်လော तू ဘု து အမေလဲထာဝရဖျားအောင်မေးတယ်အဲ့ဒီလူတွေအလုံးအင်းနဲ့သွားတဲ့လူတွေကိုကျွန်တော်လိုက်ရမလားထာဝရဖျားအောင်မေးတယ်ထာဝရဖျားကပြောလို့ဆိုတော့လိုက်လော့အမိတ်ပြီးလိုက်လိုက်လော့အမိတ်ပြီးလိုက်ဒါဝိတ်လိုက်တယ်နော်လိုက်တဲ့အချိန်မှာဘလောက်ထိအပြင်းထန်သူလိုက်ခဲ့လဲဆိုတဲ့အခါမှာ နော်ဘောတော်ချောင်းဆိုတဲ့ချောင်းရောက်တဲ့ခါမှာလူ600စစ်တီဘိုပါ600နဲ့သူလိုက်တာဖြစ်တယ်ဘောတော်ချောင်းလာရောက်တဲ့ခါမှာလူ200ကမောပြီးကြက်နေခဲ့တယ်ဘလောက်သားသောမိမသောနော်ဒီနဲ့လိုက်ကြလဲဆိုတာလေ600ထဲမှာ200ကပြတ်ကျန်နေခဲ့တယ်အဲ့ချောင်းမှာလေမောပြီးတော့ကျန်နေခဲ့တယ်မလိုက်နိုင်တော့ဘူးအဲ့တော့ဒါဝိတ်နဲ့လူ400เนี่ยဆက်လိုက်တယ်တို့ပြင်မှာဖះကလိုက်လော့လို့ပြောတဲ့စကားကဖះဂရိတီတယ်အဲ့မှာနော်ရန်သူဘက်ကတတ်သားတယောက်ကဖျားပြီးတော့ကျန်နေခဲ့တယ် အဲ့လိုသူတို့ဖမ်းမိပါတယ်မုံနဲ့စပြည့်နဲ့တိုက်တယ်မင်းကိုမတတ်ဘူးကျွန်တော်ကိုမတတ်မဲ့အကြောင်းကိုဒါဝိမင်းကြီးဘုရားသခင်နဲ့တိုက်တယ်ပါချိန်ဆိုးပါเนาะကျွန်တော်အဲ့ဒီလူတွေရှိတယ်အလုံးရင်တက်ရှိတဲ့နေရာကိုကျွန်တော်လိုက်ပြဟာလေလုယာဘုရားသခင်ကသူကလိုက်လို့လို့ပြောတဲ့စကားပေါ်မှာဘုရားကဂရုတည်တော်ဘုရားခင်ဖြစ်တယ်เนาะအဲ့ဒီတက်သားလေးကနေပြီးဒါဝိကိုသူ့ရဲ့เนาะခုနအလုံးရင်နဲ့သူတို့ရှိရမှသွားတဲ့သူတွေရှိတဲ့နေရာကိုပို့လိုက်တဲ့အခါမှာအားလုံးပြန်ရလာတာဖြစ်တယ် နော်အားလုံးပြန်ရလာတာဖြစ်တယ်ပြန်ရလာပြီးတော့အဲ့ဒီလူတွေအားလုံးကသူတို့ကလအုပ်စီးပြီးတော့ပြေးတဲ့လူကလွဲလို့ကျန်တဲ့လူတွေအားလုံးကိုသူတို့ရှင်းရှင်းတပ်လိုက်တာဖြစ်တယ်အားလုံးသူတို့မျိုးကိုတိုက်တဲ့သူတွေအားလုံးသူတို့ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်အားကြောင့်မို့ဖယားသခင်နဲ့မှန်နေတဲ့ဒါဝိတ်ဖယားရဲ့ဝိညာဉ်တော်ဖယားနဲ့အမြဲတမ်းစကားပြောနေတဲ့ဒါဝိတ်ကိုဒါဝိတ်ရဲ့မိသားစုဝင်တွေကိုမတရားသဖြင့်နော်ဖန်စီသိမ့်တီးသွားတဲ့လူတွေရဲ့အသက်တာက နိဂုံမလှဘူးကောနော်လောကစကားနဲ့ပြောတဲ့အခါမှာအဆုံးတတ်မလှဘူးအဲ့ထဲမှာလည်းနောက်ဆုံးလေဒါဝိရဲ့စိတ်နှလုံးဘလောက်ထိအကြောင်းကိုဖျားခင်ရဒီဒါဝိကိုစိတ်တော်နဲ့တွေ့တော်သူလို့ပြောတာဖြစ်တယ်။ तू ဘာလို့ तू ကတကယ်မျှတာတဲ့ဘယင်ကြီးဖြစ်တယ်နော်ကျွန်မပထမတစ်ခေါက်ကလည်းပြောခဲ့ဘူးတဲ့ဘောတော်ချောင်းနားမှာလူ200ကမောပြီးကြံနေခဲ့တယ်ကြံနေခဲ့ပြီးတော့ဆိုပါဆိုကြံနေခဲ့ပြီ तू က400နဲ့တတ်တိုက်တယ်တတ်တိုက်ပြီးတော့ရာသမျှလက်ရပစ္စည်းဥစ္စာတွေကို तू လက်ထက်မှာရလာတယ် အားလုံးမြို့ကိုတိုက်ပြီးတက်စီအကုန်လုံးတင်လာပြီเนาะသူတို့နဲ့ရန်သူတွေလည်းအားလုံးရှင်းခဲ့ပြီကြားလာတဲ့ပစ္စည်းတွေကိုဒါဝိရဲ့နောက်မှာပါတယ်စစ်တီတွေကဘာပြောလဲဆိုတော့အဲ့ဘောတော်ချောင်းမှာမောပြီးတော့ချက်နေခဲ့တယ်လူ၂၀၀အောင်မပေးဘူးကဲ့ကြားလာတဲ့ပစ္စည်းတွေကိုတဲ့เนาะမပေးဘူးကဲ့ဘာဖြစ်လို့ဆိုတော့သူတို့ကလိုက်တိုက်တာမဟုတ်ဘူးဒီမှာကြံနေခဲ့တာမပေးဘူးတဲ့ဒါမဲ့ဒါဝိကမျှတာရယ်เนาะခေါင်းဆောင်ခေါင်းပီတာတဲ့ဒါဝိဖြစ်တယ်အဲ့လိုမလုပ်ပါနဲ့တဲ့သူတို့ကိုလည်းပေးရမယ်တဲ့အဲ့အချက်လေးကိုသိရတယ်เนาะ အဲ့ဒါမို့လို့ဖယားသခင်ရဲ့စိတ်တော်နဲ့တွေ့ပြီးတော့ဖယားနဲ့အမြဲတမ်းစကားပြောပြီးတော့နော်ဒါပေမဲ့သူ့ကိုလောက်တာမဟုတ်ဘူးနော်သူ့ရဲ့မိသားစုဝင်လို့မတရားသဖြင့်တိမ့်သွားတဲ့လူတွေရဲ့အတက်တာကဇက်သိမ့်မလှဘူးအဲ့ဒါမို့တိမ့်မပူနဲ့တင်ဖယားသခင်နဲ့ကမှန်နေပါဖယားနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေပါတင်နဲ့ဆက်ဆိုင်နေမြတ်တော်သူတွေကိုသူများတွေကမတရားလုပ်လို့မရဘူးလုံတဲ့သူတွေရဲ့အတက်တာကနောက်ကြောင်မလှဘူးဇက်သိမ့်မလှဘူးဖြစ်တယ်အဲ့တော့တင်ဒါလျင်ကျမတို့ဒါလျင်ဖယားသခင်နဲ့မှန်နေပြီးတော့ ဖယားနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေပါစေကျွန်မတို့နဲ့ဆက်ဆိုင်ကြလို့အရာတွေအတွက်ဘုရားခင်တောင်းယူပေးမှာဖြစ်တယ်အာမင်အားကြောင့်မို့ဒီနေ့အချက်ငါးချက်ပေါ့နော်ပထမဦးဆုံးဘုရားလူဘုရားခင်ဒီဝိညာဉ်တော်ကိန်းဝတ်တဲ့လူကိုမလိမ့်လေပါနဲ့လိမ့်လေပြီးတော့အာနဏိနဲ့ရှဖွေနေနော်လင်မယားနှစ်ယောက်လုံးချက်ချင်းလဲပြီးတော့ပေသရုရဲ့ရှေ့မှာတယ်မယ်နော်တေသွားတကယ်တော့မဖြစ်ဖို့လို့အတွက်ကျမတို့ဖယားခင်ဝိညာဉ်တော်ကိန်းဝတ်နေတဲ့လူတွေကိုကျမတို့မလိန်ဖို့ကျမတို့စင်ကျင်ခွန်အားယူရတာဖြစ်တယ်နောက်ထပ်နံပါတ်2ကကျတော့ မထီမဲ့နေမပြုတ်ဘူးเนาะယာဝိတ်ကเนาะဖျားခင်ရဲ့ပျော်မွေ့မှာသူကနေတဲ့ခါမှာရှောလူသမီးเนาะမိခလာကဲတို့ကျမတို့စိတ်နှလုံးထဲကနေပြီးတော့မထီမဲ့မြင်မပြုတ်မိစေဖို့တက်လုံးမြုံသွားမယ်เนาะမထီမဲ့မြင်မပြုတ်ဖို့လိုတယ်အမြုံမဖြစ်သွားမယ်ဖျားသခင်ကြီးမှာပြန်စုတောင်းလိုက်အမြုံမတွေကခလေးရပေမဲ့လို့เนาะမိခလာရတော့เนาะအဲမိခလာကတော့เนาะတက်လုံးမြုံသွားတာဖြစ်တယ်เนาะနောက်ထပ်နံပါတ်36ချက်ကကြတော့လှုပ်ကြံခြင်း ဟာမန်လိုမျိုးနော်တကယ်ပဲဖျားသခင်ရဲ့ဘတ်မှာပြက်ပြက်သားသားရက်တည်နေတဲ့မော်ဒယ်ကလေးကြီးကိုမှ तू ကလှုပ်ကြံမိတာဖြစ်နော်နောက်ဆုံးသူ့ရဲ့ဒါတစ်ချိန်နဲ့နော်ဟာမန်ကလယ်ဆွဲတိုင်းသူကိုယ်တိုင်လှုပ်ထားတဲ့အတောင်20မြင့်နဲ့လယ်ဆွဲတိုင်းမှာနော်လွယ်ကြိုချပြီးတော့တေဝါတဲ့အခါမှာကျမတို့ဖျားနဲ့မှန်နေတဲ့သူကိုကျမတို့မလှုပ်ကြံမိဘူးလို့အတွက်ကျမတို့အသက်တာမှာနံပါတ်3တစ်ချက်ဆင်ကျင်ရတာဖြစ်တယ်နောက်ထပ်နံပါတ်4တစ်ချက်ကတော့ခုနပြောတဲ့နော်ကျိန်ဆဲခြင်း ကျမတို့ကဖျားသခင်ရဲ့တာဖြစ်တယ်အမြင့်ဆုံးသောဆက်ကြော်လာတစ်ခုလုံးကိုဖန်ဆင်းပိုင်တာအုပ်ဆိုးတဲ့ဖျားသခင်ရဲ့တာသမီးဖြစ်တယ်လို့မျိုးဖျားကယာဇတရဖူစောင်းခြင်းခံထားရတဲ့မိဖရားလည်းဖြစ်တာဖြစ်တယ်အဲ့တော့ကျမတို့ကိုချိန်ဆလို့ရှင်ဖျားသခင်ကဘာဖြစ်လဲချိန်ဆတဲ့စကားကိုကောင်းချီးမင်္ဂလာပြန်လဲနော်ပြောင်းပေးနိုင်တဲ့ဖျားပြကျမတို့ရဲ့ဖျားဖြစ်တယ်အဲ့တော့မပူပါနဲ့ကျမတို့ရဲ့တစ်ဖက်ကယန်သူကကျမတို့ကိုဘယ်လိုပဲချိန်ဆနေပါစေ เนาะဖះကတော့ချိန်ဆတဲ့စကားကိုကောင်းကြီးမင်္ဂလာပြန်ပေးနိုင်တဲ့စကားဖြစ်တယ်ကျမတို့ကိုယ်တိုင်လဲเนาะဖះလူတွေကိုမချိန်ဆမိဖို့လို့အတွက်เนาะအစင်ကြံခွန်အားယူရဖြစ်တယ်နံပါတ်လေးချက်เนาะနံပါတ်5တစ်ချက်ခုနကျမတို့ကဒါလျင်ဖះခင်နဲ့မှန်နေဖို့ဖះနဲ့ကျမတို့အမြဲတမ်းအဆက်အသွယ်ရှိနေဖို့လိုတာဖြစ်တယ်เนาะကျမတို့ရဲ့မိသားစုဝင်တွေကျမတို့နဲ့ဆက်ဆိုင်နေမြတ်တော့အရာတွေအားလုံးကိုဖះခင်ကတောင်းဝင်ယူပေးမယ်ဆိုတဲ့အရာလေးနဲ့တိုက်တွန်း ွန်အားပေးပါတယ်။ရောက်ချင်တဲ့ဖခင်ကောင်းကြည့်ပါစေ။အာမင်။